အာနာသိန်းစစ်တပ်ကအခုနှစ်ကုန်ပိုင်းကျင်းပမဲ့ရွေးကောက်ပွဲမှာစစ်တပ်ရဲ့ကြောရောင်နောက်ခံပျော်သူစံခိုင်ဖွံ့ဖြိုးရေးပါတီကထိပ်သီးခေါင်းဆောင်တချို့ဟာလူညုံရေးစိုးရင်ကြကြောင်နေပြည်တော်ကနေဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့ကာကန်ရှင်တွေနဲ့ပါတီနဲ့နှိစက်သူတွေစီကနေသိရပါဗျ။နိုင်ငံတော်အခုခံတော်လှန်မှုအားကောင်းနေချိန်မှာလူညုံရေးအတွက်စိတ်ချရတဲ့နေပြည်တော်စေယုံကျုပ်တီရှိယာဇေယသီရီမြို့နယ်ကနေစံခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါတယ်။ မင်းကင်းမောင်မြင့်လို့လူတိများတဲ့ဥမောင်မြင့်ကဇဘူတိရီမြို့နယ်နဲ့ဘူးလလဆွေလို့လူတိများတဲ့ဥလဆွေကပုပ္ပတိရီမြို့နယ်ကနေအသီးသီးဝင်ပြိုင်ကြမှာပါကြက်ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟင်းကတခိဏတိရီမြို့နယ်ကနေဝင်ပြိုင်မှုရှိတယ်လို့စုံစမ်းသိရှိရပါတယ်ကြက်ခိုင်ရေးပါတီကိုစစ်ကောင်းဆောင်ဆင်လို့မဲ့တက်အရာရှိရတယ်ဘူချုပ်ကြီးဟောင်းအွန်လင်းတွေးကနေပြည်တော်ကမြို့သားလွတ်တော်မဲဆန္ဒနဲ့တနေရာဝင်ပြိုင်မှုတစ်ပြင်းနေပြီး ်လက်ရှိပြန်ကြားရေးဝန်ကြီးဦးမမောင်အိုးကတက္ကသိုလ်မြို့နယ်ကနေကြန့်ခိုင်ရေးပါတီကိုစားပြုဝင်ပြိုင်မှုစီးရင်ပေးထားတယ်လို့သိရပါဗျ။နိုင်မို့တေချာပြီးလုံခြုံရေးစိတ်ချရတဲ့နေပြည်တော်ရှစ်မြို့နယ်ကနေဝင်ပြိုင်ကျင်တဲ့သူများတာကြောင့်ပါတီတွင်ပုတ်တိုင်မှုတချို့တောင် ရှိတယ်လို့ကြန့်ခိုင်ရေးပါတီနဲ့နှိစက်သူတယောက်ကပြောပြပါဗျ။ကြက်ခိုင်ပါတီရဲ့ဗိုလ်လိုမှုဆောင်ဖြစ်တဲ့ဥမောင်မြင့်ကတော့သူ့ရဲ့ဇာတိမင်းကင်းကနေမပြိုင်တာဟာတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံရနိုင်တဲ့အခြေအနေရှိတာကြောင့် ပို့ပြီးတော့လုံခြုံမယ်လို့ယုံကြည်ရတဲ့ဇဘူတီရီမြို့နယ်ကိုရွေးချယ်တာဖြစ်တယ်လို့ပြောပါရယ်။မန္တလေးနဲ့ဘိုးဘာတော်မမော်ရကာနာတော်လို့မရဘူးဆိုနေတာဖြစ်လာတယ်လေ။အဲတော့ဘိုးကနေပြီးတော့မမင်းကြီးကိုသွားဖို့ကြတော့မော်တော်နဲ့သွားမယ်ကားနဲ့သွားမယ်အားလုံးက PDF တွေပိတ်ထားတယ်ဆိုတော့ဘလို့မှသွားလို့မရတဲ့နေတာဖြစ်ပါတယ်။ဘယ်ဆိုရစီယိုနေစီပါလေလှုပ်လို့အဲ့ဒီမှာဆိုလို့ရှိရင်တော့ပြင်ကျွန်တော်ဝင်းရံတဲ့လူတွေပဲဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်တကယ်ထိခိုက်နေတာခံရမဲ့သဘောလေးရှိပါတယ်ဗျာ။ဒါမှမဟုတ်လေ ဒါဒီနေရာလေးရတော့ဖြစ်ပုံမူပြီးတော့မှလုံခြုံအေးချမ်းမယ်လို့ယုံကြည်လို့ကျွန်တော်ဒီနေရာလေးကိုရွေးချယ်ရင်ဖြစ်ပါတယ်ဘုံမှုချုပ်ဟောင်းဦးမောင်မြင့်ဟာ2010 2015နဲ့2020ရွေးကောက်ပွဲ၃ချိန်စလုံးသူစာတီးဖြစ်တဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်ကဝင်ပြိုင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NRI ကိုယ်စားလှယ်ကိုဦးမောင်မြင့်ကမဲအပြတ်တက်နဲ့ရှုံးနေခဲ့ပါတယ် လက်ရှိမှာတော့မင်းကင်းမြို့နယ်အတွင်းမြို့ပေါ်ကလွဲပြီးကျစ်လက်ဒေသအများစုကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီလိုအခြေအနေကြောင့်ဝန်ထမ်းအများစုနေတဲ့ဇဗူတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့ဥမောင်မြင့်ဟာဝန်ထမ်းရက်ကွက်တွေမှာစီယုံရေးစဆင်းနေပြီဖြစ်ပါတယ်။ဇယာတီတီမြို့နယ်ကနေဝင်ပြိုင်မဲ့စံခိုင်ပါတီရဲ့ဥက္ကဋ္ဌဗိုလ်မှူးချုပ်ဟောင်းဦးခင်ကြီးဟာလည်း2020ရွေးကောက်ပွဲမှာရန်ကုန်တိုင်းစစ်ကြီးခနောင်တို့မြို့နယ်ကနေဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။ စတက်အများစုခြေဆိုင်တဲ့ဇယတိမျိုးနယ်နဲ့ကိုကိုကျွန်းမျိုးနယ်တွေဟာတက်မဲအများစုဖြစ်တာကြောင့်စတက်ရဲ့ကျောတော်နောက်ခံကြက်ခိုင်ပါတီကပဲတေချာပေါက်နိုင်မဲ့မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ဒါအပြင်ဘူးလလဆွေကလည်းတော်လိုင်းတက်တဲ့စိုးမိုးထားတဲ့သူဇာတိဂန်ကောကနေမပြိုင်တော့ပဲပုပ္ပတိတိကနေဝင်ပြိုင်မယ်လို့သိရပါတယ်။မဲဆွေခီးစိတ်ကအစအကုန်ကြတက်တာပြီးလုံချုံရေးအရာကိုနိုင်ဖို့ယာနုံးမှတေချာရဲဆိုတဲ့တွက်ကိန်းနဲ့ ကြက်ခန့်ရဲ့ထိတ်သည့်ခေါင်းဆောင်တွေဟာနေပြည်တော်ကနေပြိုင်ဖို့သူတို့ကိုယ်တိုင်အဆိုပြုကြတာဖြစ်ပြီးသူတို့အဆိုပြုချက်ကိုစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလက်ခံအတည်ပြုပေးလိုက်တာလို့စစ်တပ်အရာရှိဟောင်းတူဦးကသုံးသပ်ပါတယ်သူတို့ရဲ့အပြောဆိုအပြုမူတွေကိုပြည်သူအများစုလက်မခံကြတာသူတို့ကိုယ်တိုင်သိနေတော့မူလမဲဆန္ဒနယ်ကိုပြန်ပြီးမျက်နှာမပြရဲမသွားရဲတော့ဘူးအကြောက်လွန်တာလဲပါတယ်လို့သူကဆိုပါတယ်တစ်ဖက်မှာလည်းနေပြည်တော်ကနေပြိုင်ကြတဲ့ကြက်ခန့်ရဲ့ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲအပြီးအစိုးရနဲ့လွတ်တော်မှာထိပ်သီးနေရာတွေရသွားကြတဲ့တာရကတွေလည်းရှိပါတယ်။အာနာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေစီစဉ်တဲ့2010ရွေးကောက်ပွဲမှာစဘူတီရီမြို့နယ်ကနေဝင်ပြိုင်တဲ့ဦးသိန်းစိန်ကသမရဖြစ်ခဲ့ပြီးပောဘတီရီမြို့နယ်ကနေဝင်ပြိုင်တဲ့တိဟသူရတင်အောင်မြင့်ဦးကဒုသမရဇယတီရီမြို့နယ်ကနေဝင်ပြိုင်တဲ့သူရဦးရွှေမန်းကလွတ်တော်ဥက္ကဋ္ဌနဲ့ဒက္ခိဏတီရီမြို့နယ်ကနေပြိုင်တဲ့ဦးမြင့်လိုင်ကလက်ဆယ်ဝန်ကြီးစတဲ့ထိတ်တန့်ရာတို့တွေရခဲ့ကြပါဗျာ အခုနှစ်ကုန်ရွေးကောက်ပွဲအပြီးမှလည်းကျန်းခိုင်ပါတီဥက္ကဋ္ဌဥခင်ကြီးကလွတ်တော်ဥက္ကဋ္ဌဖြစ်လာွယ်ရှိတယ်လို့ရေပန်းစားနေပါဗျ။တကယ်လို့ဥခင်ကြီးလွတ်တော်ဥက္ကဋ္ဌဖြစ်လာရင်ပါတီလုပ်ငန်းတွေကိုဆက်လုပ်နိုင်မှာဖြစ်ပါတယ်။တကယ်လို့စစ်ကောင်းဆောင်ကဥခင်ကြီးကိုလွတ်တော်ဥက္ကဋ္ဌမပေးဘဲတခြားရာထူးတစ်ခုခုပေးခဲ့ရင်တော့ဥခင်ကြီးဟာပါတီဥက္ကဋ္ဌနေရာကနေအနားယူရမှာဖြစ်ပါတယ်။အခုနှစ်ကုန်ရွေးကောက်ပွဲမှာဝင်ပြိုင်မှုကိုယ်စားလှယ်လောင်းဥယျာဉ်9000နီးပါးအမြင့်ဆင်းတင်သွင်းထားပြီး အဲ့ဒီအထဲမှာပြောင်စုချက်ခိုင်ဖွံ့ဖြိုးရေးပါတီကအများဆုံးအဖြစ်ကိုယ်စားလှယ်လောင်း1000ကျော်ပြိုင်ဖို့စည်းင်းပေးထားတယ်လို့စစ်တပ်လောက်ခံပြောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုနီလန်ပေါင်းစုံနဲ့ဆန့်ကျင်ကန့်ကွက်မယ်လို့တော်လိုင်းအင်အားစုတွေကပြောဆိုထားပြီးစစ်တပ်ဘက်ကလည်းရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ရင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မယ်ဥပဒေကိုပြဋ္ဌာန်းထားပါတယ်လုံခြုံရေးအကောင်ဆုံးစစ်တပ်ရုံးချုပ်ရှိရာနေပြည်တော်ကရွေးကောက်ပွဲတွေကို ဘလောက်ထိဟန်တာဆန့်ကျင်နိုင်မှာပါလဲနေပြီးတော့ PDF ရဲ့တာဝန်ရှိသူတူဦးပြောတာကဒီယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခွင့်ပြုမှာမဟုတ်ဘူးနေပြီးတော့တွဲမှာလဲသူတို့ဆောင်ရွက်ဖို့ရှိလိမ့်မယ်ဒီပေါ်မှာလဲကျွန်တော်တို့ဟန်တာသွားမယ်ကျွန်တော်လီလန်ပေါင်းစုံနဲ့ဟန်တာသွားမှာဖြစ်တယ်ဒီယူကောက်ပွဲကလုံးဖို့မလိုတဲ့ယူကောက်ပွဲဖြစ်တယ်ပြည်သူလူထုရဲ့ဆန္ဒက2020ပြည့်နှစ်ယူကောက်ပွဲနဲ့အညီပေါ်ပေါက်ခဲ့ပြီးဖြစ်တယ်ပြည်သူလူထုအနေနဲ့လဲအကြံဖတ်စစ်ကော်မရှင်ရဲ့နော် ပြုလုပ်မဲ့ယူကောက်ပွဲအပေါ်မှာလီလန်ပေါင်းစုံနဲ့ နော်မပါဝင်ဘဲနဲ့သပိတ်မှောက်ကြပါနိုင်ငံတကာကအတိအမှတ်ပြုထားတဲ့2020ရွေးကောက်ပွဲရလဒ်ကိုမဲစင်းအကြောင်းပြပြီး2021 February လမှာစစ်တပ်က အာဏာသိမ်းခဲ့တာကြောင့်ပြည်သူလူထုအများစုက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်စစ်အာဏာသိမ်းမှုကိုလမ်းမောထွက်ဆန္ဒပြကြတဲ့လက်နက်မဲ့ပြည်သူတွေကိုစစ်တပ်ကရရဲ့ဆက်ဆက်ပြစ်ခတ်ဖြိုခွင်းခဲ့ပါတယ်အဲ့ဒီနောက်နိုင်ငံတော်ကလူငယ်တွေဥဆောင်တဲ့လက်နက်ကင်တော်လှန်ရေးတရက်ဆင်နွှဲပြီးစစ်တပ်ကိုပြန်လဲတိုက်ခိုက်နေကြပါတယ် လက်နက်ကင်တော်လည်း၄နှစ်အတွင်းမှာနိုင်ငံတော်ကတရင်တပ်ဖွဲ့တွေမြို့တွေနဲ့ကျေးလက်ဒေသတွေကိုစစ်တပ်ကလက်လွတ်ခဲ့ရပါတယ်။ဂျွေကောက်ပွဲနီလာတာနဲ့အများဆုံးရှုံးတဲ့မြေတွေကိုပြန်ထိန်းချုပ်နိုင်ဖို့စစ်တပ်ကကြိုးပမ်းနေပြီးလေရင်နဲ့ဘုံကျဲတာတွေလည်းဒလဇက်လုံးနေတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေဘက်ကနေမြေတချို့ကိုပြန်လည်လွတ်ရတဲ့အခြေအနေတွေဖြစ်ပေါ်လာပါတယ်။ဂျွေကောက်ပွဲမဲစင်းအကြောင်းပြပြီးအာနာသိမ်းခဲ့တဲ့စစ်တပ်ကောင်းဆောင်ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကတော့ သူ့အတွက်ထွက်ပေါက်တစ်ခုအနေနဲ့အခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲမဖြစ်မနေကျင်းပဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ရွေးကောက်ပွဲအကြိုကာလမှာကလေးကပြည်သူလူထုကိုဘုံကျဲတပ်ဖြတ်နေတဲ့စစ်တပ်နဲ့စစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုအင်းနီချင်းတရုတ်အစိုးရကတော့ထောက်ခံအားပေးနေပါတယ်ခင်ဗျာ။